thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပြည်ပထွက်ခွာသူများပြပြီးနိုင်ငံသားငွေတုံးဆွဲမှုများပြနေရဆိုတဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့မှတ်ချက်ကြောင့်ပြည်ပကိုတွားရောက်မှုအလုံးကိုစီးစစ်ပြီးမှထွက်ခွာခွင့်ပြုဖို့စစ်ကောင်စီအတွင်းစတင်ဆွေးနွေးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာပြည်ပနိုင်ငံများကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာသူများပြပြီးနိုင်ငံသားငွေတုံးဆွဲမှုများပြနေတယ်လို့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကမှတ်ချက်ပြုမှုရဲ့နောက်ဆက်တွဲဖြစ်ပြည်ပကိုထွက်ခွာမှုအလုံးကိုစီးစစ်ပြီးမှခွင့်ပြုချက်ပေးဖို့စစ်ကောင်စီအတွင်းစတင်ဆွေးနွေးနေတယ်လို့ဤပြီးတော့စစ်ဘက်သတင်း င်းရင်းမြစ်တွေကပြောဆိုပါရယ်မေလ20ရက်နေ့နေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအစည်းအဝေးမှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကမြန်မာနိုင်ငံမှာပြည်ပနိုင်ငံများကိုအကြမ်းမျိုးမျိုးနဲ့ထွက်ခွာမှုတွေကြောင့်နိုင်ငံသားငွေတုံးဆွမှုများပြားပြီးနိုင်ငံသားငွေစည်းမြင့်တက်နေရကြောင်းမှတ်ချက်ပြုထုတ်ဖော်ပြောဆိုပြီးရဲ့နောက်အဲ့ဒီလိုပြည်ပထွက်ခွာမှုတွေအလုံးကိုစီစစ်ပြီးမှခွင့်ပြုချက်ပေးဖို့စစ်ကောင်စီအတွင်းစတင်ဆွေးနွေးမှုတွေရှိလာခြင်းဖြစ်ကြောင်းသိရပါရယ် ပြည်ပကိုနေ့စဉ်ထွက်ခွာနေတဲ့ဖရာဘူးသာသနာပြုအလဲစေကူចောင်းသားစီးပွားရေးအလောက်ကိုင်းစားတဲ့အကြောင်းအရာတွေပြန်လည်စစ်စစ်ပြီးတကယ်လို့အဲ့လိုသွားတင်သွားတိုက်တဲ့ဟာတွေကိုပဲစစ်စစ်ခွင့်ပြုပေးဖို့စပြီးဆွေးနွေးနေကြပြီလို့သိရပါတယ်။ဘယ်လိုပုံစံမျိုးနဲ့ခွင့်ပြုမှာလဲဘယ်လိုစစ်စစ်မလဲတော့မသိရသေးဘူး။ဝန်ကြီးဌာနပေါင်းစုံနဲ့စစ်စစ်တဲ့လမ်းကြောင်းတစ်ခုပေါ်လာနိုင်တဲ့တချို့ရဲ့မှတ်ချက်ကြောင့်စစ်စစ်မှုတွေလုပ်ဖို့စလုပ်တာလို့သိရတယ်လို့နေပြည်တော်စစ်ဘက်တရင်ရင်မြကပြောဆိုပါတယ်။အကြံဖက်စကောင်းဆောင်မင်းအောင်လိုင်ကမြန်မာနိုင်ငံမှာ73စီနဲ့ပတ်သက်ပြီးနှစ်စဉ်အမေရိကန်ဒေါ်လာ9ဘီလီယံကျပ်တက် ံဖို့ရှိ73စီတွေကိုတင်သွင်းနေရကြောင်းလောင်စာသည်သုံးစွဲမှုလျှော့ချနိုင်ဖို့အတွက်လျှက်စစ်စွမ်းရင်သုံးမတော်ရင် EV တင်သွင်းမှုတွေကိုခွင့်ပြုပေးထားတော်လဲနိုင်ငံခြားဝင်လူဝဲချက်များရှိနေတဲ့အတွက်ကန့်သတ်ချက်တွေရှိကြောင်းကုန်သွယ်မှုပုံငွေပြနေတော်လဲအခြားသုံးစွဲမှုတွေအနှုတ်များပြမှုတွေရှိနေတာကြောင့်နိုင်ငံခြားငွေစည်းမြင့်တက်နေကြောင်းဥပမာအားဖြင့်ပြည်ပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာမှုတွေနဲ့နိုင်ငံခြားငွေသုံးစွဲမှုတွေများပြားလျက်ရှိကြောင်းမေလ20ရက်နေ့စစ်ကောင်စီစည်းဝေးမှာထုတ်ပေါ်ပြောဆိုခဲ့တာဖြစ်ပါတယ် လက်တလောစစ်ကောင်စီကပြည်ပကိုတွားရောက်အလုံးလုံကိုင်မှုများအနက်မှာစစ်မှုထမ်းဖို့အကြံဝင်နဲ့အသက်18နှစ်မှအသက်35နှစ်အတွင်းအမျိုးသားများပြည်ပကိုတွားရောက်အလုံးလုံခွင့်ပိတ်ပင်ထားပြီးလေးစိတ်များမှာပြည်ပကိုထွက်ခွာမှုတွေကိုလာဝကအရှေ့စစ်ထောက်လိုင်း၏အပအဝင်ဌာနပေါင်းစုံပါဝင်နေစစ်စစ်ရေးဖွဲ့များနဲ့စီစဲလျက်ရှိကြောင်းနေစဉ်လင်းရင်ပေါ်တက်ခွင့်မပြေပဲလေးစိတ်မှပဲလက်ပြန်ခိုင်းမှုများစွာရှိနေကြောင်းပြည်ပကိုတွားခွင့်ရရှိဖို့အတွက်အနည်းဆုံး360စစ်စစ်ရေးဖွဲ့ထံကိုလက်ထိုးပြီးတွားလာခွင့်ရရှိဖို့လှုံ့ဆော်နေရကြောင်းသိရပါသည်။ ပြည်ပလုံကိုင်းတွင်အားလုံးကတော့အလုတ်သမားဝင်ကြီးဌာနရဲ့ခွင့်ပြုချက်ရရှိမှသွားခွင့်ပေးတဲ့အလုတ်ခေါ်စား OWIC ကလင်းရင်လက်မှတ်ဗီဇာပြည့်စုံပါရင်တောင်အလုတ်သမားဝင်ကြီးဌာနရဲ့ခွင့်ပြုချက်မရှိရင်လေးစိတ်ကထွက်လို့မရဘူးအလုတ်သမားတွေကအဲ့ဒီစနစ်နဲ့စီစစ်နေတာ၂လနီးပါးလောက်ဖြစ်နေပြီးအခုပုံစံကြည့်ရတာအလေအပတ်စေကူပညာရေးစီးပွားရေးဖျားဘူးစားတဲ့ပြည်ပထွက်ခွာရေးအကုံသူတို့ခွင့်ပြုချက်မပေးရင်သွားခွင့်မရတော့မဲ့သဘောမျိုးလုံလာမယ်ထင်တာပဲလို့ရန်ကုန်ချီဆိုင်ပြည်ပလုံကိုင်းအေဂျင်စီလုပ်ငန်းရှင်တဦးကမှတ်ချက်ပြုပါတယ် အကြံဖတ်စစ်ကောင်စီကနိုင်ငံသားငွေကြီးကြပ်မှုကော်မတီတရက်ကိုဖွဲ့စည်းခဲ့ပြီးအဲ့ဒီကော်မတီကိုမြထုံးကဦးဆောင်ကနိုင်ငံသားငွေတုံးဆွေးမှုမှန်တမ်းများကိုထိန်းချုပ်ချုပ်ကင်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့မြမအရေးပုံသဘောတူညီချက်၅ရက်နဲ့ဖြည့်ရှင်ဖို့ထပ်မံတောင်းဆိုလိုက်ပြီးတိုက်ပွဲများနဲ့ပဋိပက္ခများအရှိန်မြင့်လာလို့အာဆီယံခေါင်းဆောင်တွေကလက်နက်ဆိုင်ဆိုင်စိုးရင်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာနိုင်ငံရေးအကြက်တဲနေပဋိပက္ခတွေကိုအာဆီယံပုံသဘောတူညီချက်၅ရက်နဲ့ဖြည့်ရှင်အကောင့်ထဲပို့ဖို့၄၆ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကထပ်မံတောင်းဆိုလိုက် က်ပါတယ်။မေလ26ရက်နေ့မှမေလ29ရက်နေ့ထိမလေးရှားနိုင်ငံကွာလာလံပူမြို့မှာပြုလုပ်ခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးပြီးမှအချက်ကိုချက်ပါတယ်မြန်မာအရေးဆိုင်ရာကြေညာချက်တရက်ကိုအာဆီယံခေါင်းဆောင်တွေကထုတ်ပြန်ခဲ့ပါတယ်။အဆိုပါကြေညာချက်မှာမြန်မာနိုင်ငံရှိပဋိပက္ခတွေဆက်လက်အရှင်မြင့်လာခြင်းနဲ့မလ28ရက်နေ့ခုနှစ်တသမခုနှစ်အဆင့်ငလင်းကြီးလှုပ်ခတ်မှုနဲ့ပဋိပက္ခစစ်ပွဲတွေကြောင့်လူသားချင်းစာနာမှုအခြေအနေများဆိုးရွားလာခြင်းပေါ်နက်နက်ဆိုင်ဆိုင်စိုးရိမ်ပူပန်ကြောင်းအာဆီယံကဆိုပါတယ်။ မြမအရေးကိုဖြည့်ရှင်ရမှာငြိမ်းချမ်းသောရေရှိတည်တံ့သောနီလန်းကိုရှာဖွေဖို့ကုညီဆောင်ရွက်သွားမှာဖြစ်ကြောင်းအာဆီယံဘုံသဘောတူညီချက်၅ရက်ကမြမအရေးဖြည့်ရှင်ဖို့အဓိကသောချက်ဖြစ်ထက်လောင်းတည်ပြုပြီးဘုံသဘောတူညီချက်၅ရက်ကိုမြမမှုမြမဟန်နဲ့မြမနိုင်ငံကကိုယ်တိုင်ဦးဆောင်ကောင်းထည့်ဖို့တင်ကြောင်းအာဆီယံကဆိုပါတယ်အများပြည်သူဆိုင်ရာနေရာများနဲ့အရက်သားပြည်သူများကိုအကြမ်းဖက်မှုတွေကိုသက်ဆိုင်သူတွေအားလုံးကရပ်တန့်ဖို့အရက်သားပြည်သူအားလုံးဘေးကင်းလုံခြုံဖို့အတွက်အာမခံအထူးဂရုပြုကြဖို့အာဆီယံတိုက်တွန်းပါတယ်စစ်ကောင်စီကကြီးညာခဲ့တဲ့အပြစ်ခံရစိုင်းနဲ့စန့်ကျင်ဘက်အောက်စုရီ ဲ့ပြစ်ခတ်ရဲစိရေးကြီးညာမှုတွေကိုကြိုးဆိုကြောင်းနောက်ထပ်တနိုင်ငံလုံးပြစ်ခတ်ရဲစိရေးကြီးညာပြီးလူသားချင်းစာနာမှုအကူအညီတွေကိုလုံခြုံစွာပေးပို့နိုင်ဖို့တွေးဆောင်ဆွေးနွေးရေးအာဆီယံဘုံသဘောတူညီချက်အကောင့်ထယ်ဖို့ရေးအာဆီယံကတိုက်တွန်းပါတယ်။ဒါအပြင်လူသားချင်းစာနာမှုအကူအညီများကိုခွဲခြားမှုမရှိဘဲအချိန်မီထိရောက်မှုရှိစွာပြည့်အပ်နိုင်ဖို့အတွက်ပါဝင်သူအလုံးကိုတိုက်တွန်းကြောင်းမြန်မာနိုင်ငံရှိသက်ဆိုင်သူများအလုံးရှုံချီမှုတိစောက်ပြီးရေရှည်တည်တံ့နဲ့ငြိမ်းချမ်းရေးဖြည့်ရှင်မှုရရှိဖို့မြန်မာနိုင်ငံကကိုယ်တိုင်ဦးဆောင်တဲ့ပဋိပက္ခဖြည့်ရှင်ဖို့အာဆီယံကဆက်လက်တိုက်တွန်းပါတယ်။ ်နောက်ထပ်တစ်ပုတ်အနည်းငယ်အာဆီယံရဲ့ဒုက္ခအိုးနဲ့ NUG ဘက်ကအားပြရမယ့်အချက်၈ချက်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မေလ29ရက်နေ့ကစစ်ဘုချုပ်တွေရဲ့ဂတိစကားကိုရုံစားမိလို့အယူလုပ်ခံခဲ့ရတာ35နှစ်တင်းတင်းပြေခဲ့ပြီဖြစ်ပါတယ် ။အာဆီယံကမြန်မာအရေးဖြေရှင်းဖို့အရေးတကြီးလိုအပ်လာပြီဆိုတာကိုအားလုံးကတညီတညွတ်တဲ့လက်ခံလိုက်ပြီးမြေ၎င်းတို့နောက်ဆုံးထွက်လာတဲ့ကြီးညာချက်တွေမှာတော့အပြစ်ခံရဲစဲထားမှုတက်တန်းထတ်တိုးဖို့ငြိမ်းချမ်းရေးအတွက်အားလုံးပါဝင်ဆွေးနွေးကြဖို့တိုက်တွန်းကြောင်းပါရှိမှုပုံစံနဲ့ထုံးစံတိုင်းအဆုံးသတ်သွားပြီးဖြစ်ပါတယ်။အားလုံးကမလေးရှားဝင်ကြီးချုပ်ရဲ့ဦးဆောင်မှုကိုမျှဝင့်ပေးကအဲ့ဒီနောက် နောင်မီကိုလိုက်ကုန်ကြတော့တယ်ဒါပေမဲ့ဒီလိုဖြစ်သွားမှာမလို့လားတဲ့တရုတ်ရဲ့သဘောကိုကောက်စွာစစ်ကြောထိုင်းကလည်းဒဇင်ထောင်ဖို့လှုပ်ရှားလာတယ်နားလည်ရခတ်နေတာကငလင်တန်ခံရပြီးစိန်ကစပြီးတရက်တလီများတနက်တန်ရက်သွားခြင်းမရှိတဲ့အပြင်စာတင်ချောင်းတွေကိုအကြမ်းဖက်စစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်ကြောင်းသားကလေးတငယ်နှစ်ထာစင်ခန့်တီးဆုံးသွားပြီဆိုတဲ့သတင်းတွေကလည်းကဘာတဝန်ဟိုးလေးတကြောင်ဖြစ်သွားခဲ့ရပြီးကုလတွင်ရင်မှုချုပ်တောင်မှထိတ်လန့်တုန်လုံးမိကြောင်ပြောလာတော့လဲဒီအဖြစ်ဆိုးကြီးက၎င်းတို့ရဲ့ပါဆက်ဖျားကိုရောက်မလာခင်၎င်းတို့လုတ်ပေးနိုင်တာလုတ်ပေးပြီဆိုတဲ့သဘောထားကနိုင်ငံကို အကြံဖတ်စေအုပ်စုလှုပ်ချင်တာလှုပ်ဖို့ထိုးအပ်နေခြင်းပဲဖြစ်ပါတယ်။စေအုပ်စုကိုအာဆီယံရဲ့ထိပ်သီးအစည်းအဝေးတွေဖြစ်တဲ့ EU American တရုတ်ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီများနဲ့ဆက်ပြီးပြုလုပ်မယ့်အစည်းအဝေးများမှာပါဝင်ခွင့်ပိတ်ပင်ထားတဲ့အတွက်၎င်းတို့ကမြမကိုကိုစားပြုနေတဲ့အစိုးရတင်ရပြင်အတိမတ်မပြုတဲ့သဘောဖြစ်လို့ဂုံတိတ်ခါရအကြီးကျယ်အဆက်ရစေရလုံရန်လေးဖြစ်ပါတယ်။ ဒါပေမဲ့၎င်းကစေအုပ်စုကိုထိထိရောက်ရောက်ထိုးနှက်နိုင်ခြင်းတော့မရှိအခုချိန်အာဆီယံဖို့အလုံတင်ဆောင်ကအချက်၅ချက်ကိုလိုက်နာဆောင်ရွက်ခြင်းမရှိကအမျိုးသားညီညွတ်ရေးအစိုးရကိုတည်ယဝင်အတိမတ်ပြုပြီးဆက်ဆံသွားမယ်လို့ဖိအားပေးချင်းချောက်ဖို့ပဲဖြစ်တယ်အခုလိုပါဇက်ကတဖွာဖွာပြောနေရုံနဲ့အလုံးမဖြစ်တာကလည်း၄နှစ်ကျော်လာပြီဖြစ်တယ်အဲ့ဒီအတွက်အာဆီယံကဘလို့မှသုံးစားလို့မရတဲ့အဖွဲ့ကြီးတာဖြစ်တယ်လို့မြန်မာပြည်သူများရဲ့ယူဆခံရတဲ့အဖွဲ့ကြီးဖြစ်လာပါတယ်ဒီလိုယူဆခံရမှုကတော်လိုင်းကြီးအောင်မြင်သွားပြီးနောက်မှာပဲမြန်မာပြည်သူတွေရဲ့စိတ်မှာအမဲဆက်ကြီးဖြစ်အမြဲလို့ထင်ကြနေတော့မှာ ည်းဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရဘက်ကလည်းတော်လိုင်းအောင်မြင်ရအောင်မြင်ကြောင်းအတွက်အားပြပြောင်းလဲစရာများရှိနေပါတယ်။ဒါနဲ့ပတ်သက်ပြီးယူရီရှားဆာဆောင်မှာဆောင်းပါရှင်နီကိုလက်ကောင်ကအခုလိုအချက်ရှိချက်နဲ့အကြံပြုပါတယ်။ဒီအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့မှအဓိကကြတဲ့တိုင်းဒေသတော်လိုင်းဖွဲ့တစ်ဖွဲ့စီမှာကိုယ်စားလှယ်များထည့်သွင်းရန်နှင့်ထိန်းချုပ်နေမြေများအတွင်လူမှုဝန်ဆောင်မှုတရားဝင်စုံဝင်စည်းကမ်းတည်ဝမှုရှိရေးအစရှိရေးအုပ်ချုပ်ရေးလုပ်ငန်းများပို၍ခိုင်မာလာအောင်ဆောင်ရွက်ရင်း သုံးတရုတ်ရုရှားတို့မှစေယုံစုအားထောက်ခံမှုပေးနေပြီးထရန်ဆိုရရင်မူဝါဒကလည်းခံမှန်းရခက်နေချိန်မှာ NUG ကမိမိတို့ရဲ့ Federal Democracy ပြည်ထောင်စုကအမေရိကန်နဲ့ဒေသရင်းအကျိုးစီးပွားနဲ့ကိုက်ညီပြီးတည်ငြိမ်စေတဲ့အင်အားတည်းရဲ့ဖြစ်ကြောင်းပုံဖော်ရမည်။ ဘီဂျင်းနဲ့အာဆီယံတို့ရဲ့တောင်းဆိုလာမှုတွေကလင်ညာလှည့်ပြားတဲ့ရွေးကောက်ပွဲတွေနဲ့မယိုးသားတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေသာပေါ်ထွက်လာဖို့ရှိတယ်။မိမိတို့ဘက်မှအခြားရှင်လင်းပြတ်သားတဲ့ရွေးချယ်စရာတွေနဲ့မရင်းရိုင်တဲ့ဆုံးဖြတ်ချက်တွေနဲ့တံပြန်ရမယ်။လေးဘန်နာရေးရာချိုးချံချွေတာနိုင်ဖို့စွမ်းဆောင်ရည်မြင့်တင်ဖို့ဝင်ကြီးဌာနတွေကိုရှော့ချပြီးပြန်လည်ဖွဲ့စည်းရမယ်။ငါးစစ်တပ်ရဲ့မူဝါဒဖြန့်မှုတွေနဲ့နိုင်ငံတကာရဲ့ထောက်ခံမှုရလာစေဖို့ဤပညာပိုင်းကိုစမ်းသစ်တည်ထင်စွာအသုံးပြုရင်းလူငယ်များစည်းရုံးလုံးဆောင်မှုတွေနဲ့မဟာပြူဝအမြောက်ဆက်သွယ်ရေးစနစ်အကောင့်ထဲပေါ်ဖို့မရှိမဖြစ်လိုအပ်လာတယ်။၆လက်ရှိຫນွေဥပ ွံ့ဖြိုးရေးဘဏ်ကိုစမ်းစစ်မှုဖော်ဆောင်နိုင်မှုကိုကြီးကျူးရမှာဖြစ်တဲ့ဒါပေမဲ့ရှိရှိအတွက်ရန်ပုံငွေများဖူးလုံအောင်ဖန်တီးပေးနိုင်မယ့်အရေးမြင့်များရှာဖွေရမယ်။ခုနှစ်ပြင်ပမှာစည်ရင်းစစ်ချုပ်တအုပ်ကိုခန့်အပ်ပြီးဝန်ကြီးဌာနအားလုံးရဲ့ဘဏ်တိုင်းဆိုင်ရာလုပ်ငန်းဆောင်တာတွေကိုကြီးကြပ်နိုင်ဖို့နဲ့ပွင့်လင်းမြင်သာမှုခြင်းဝတ်ပိုင်းထိရောက်မှုရှိစေရန်ဆောင်ရွက်ရန်။ရှေ့ပြုပြင်ပြောင်းလဲမှုတွေကိုအရေးပေါ်လိုအပ်ချက်နဲ့တည်ရမှုတွေပေါ်အခြေခံပြီးဦးစားပေးအစီအစဉ်တွေချမှတ်ရမှာတိုင်းရင်းသားကိုစားပြုမှုမှအစပြုပြီးနိုင်ငံရေးစီးပွားရေးဥပဒေရေးရာလူမှုရေးလုံခြုံရေးနဲ့နိုင်ငံတကာဆက်ဆံရေးစတဲ့ကဏ္ဍ၆ ကူကိုအကောင့်ထဲပေါ်ရင်အစရှိသဖြင့်အကြံပြုထားပါတယ်။ဒါမှသာစစ်ကောင်စီရဲ့တနက်ပြဘုံကျဲမဲပုံထောင်လင်းညာချင်းချအုပ်ချုပ်ခံရမယ့်အရေးမှပြည်သူတို့အမြန်ဆုံးကြော်လွှတ်လွတ်မြောက်နိုင်မှာဖြစ်တယ်လို့ရှင်းတာထားပါတယ်ရှင်။